မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင် Bright Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာကတော့ဆရာပန်းပေါ်တိန်ဖေးရှင်းသားထားတဲ့တင်ပေါ်မှာဖြစ်ပျက်နေတာဟာအတွင်းစိတ်ကြောင့်လို့တည်ထားပါ အတွေးလိုက်လုံးကြီးတွေကိုတတိထားပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် အခုပြောပြမယ်ဒသနိကတွေးခေါ်မျှော်မြင်မှုဆိုင်ရာနေရာ ကျွန်တော်ကိုလူကြီးဖြစ်တဲ့တက်တန်တချောင်းမှာကျိန်ဖန်များစွာအကူအညီပေးခဲ့တဲ့ကျွန်တော်ဘဝမှာအလုပ်တွေများကြီးလုပ်နေရလို့အလွန်ပြားများနေတဲ့အချိန်သွေယူသေးတမ်းကတိလင်တာဖြစ်နေတဲ့အချိန်မှာကျွန်တော်ရဲ့ခြေနေကိုပြန်လဲတည်ငြိမ်အောင်ကူညီပေးခဲ့တဲ့နေဖြစ်တဲ့ဒီနေ့ကပြင်ပအခြေအနေပတ်ဝန်းကျင်ဆူညံမှုတင်းဘဝရဲ့ ငိမ့်အေးမှုနဲ့ဖယိုဖယဲဗျံဗဒဖြစ်မှုစတာတွေဟာတင့်အတွင်းစိတ်ရဲ့ပုံရိပ်ဖြစ်တယ်ဆိုတာကို နားလည်ခြင်းကအရင်ခံတယ်လူတော်တော်များများကဒီနည်းကို သုံးဖို့အပြင်းအထန်ကန့်ကွက်ကြတယ်ဘာကြောင့်လဲဆိုတော့မဖြစ်နိုင်ဘူးလို့ယုံကြည်ကြလို့ပါပါပြာများနေတဲ့သူတို့ရဲ့ဘဝဟာသူတို့ရဲ့စိတ်ကြောင့်ဖြစ်တယ်ဆိုတာကိုလက်မခံနိုင်ကြဘူး တင်အတွက်လည်းဘဝမှာပြားများနေရခြင်းဟာတင်တွေးကြုံနေရတဲ့အခြေအနေလုံးစရာအလုပ်တွေနဲ့တာဝန်ဝတ္တရားတွေကြောင့်ဖြစ်တယ်လို့ယုံကြည်ဖို့ကပိုပြီးလွယ်ကူပါတဲ့ တကယ်လို့တင်ဒီနီးကို မှန်တယ်လို့လက်ခံလိုက်ပြီးလှုပ်ကြည့်မယ်ဆိုရင် အများကြီးအကျိုးရှိလာမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တင်ဟာပြင်ပအခြေအနေနဲ့ပတ်ဝန်းကျင်ကိုနည်းနည်းလေးပဲထိန်းချုပ်လို့ရပြီးတင်စိတ်ကိုတော့အများကြီးထိန်းချုပ်လို့နိုင်လို့ပါ။ကျွန်တော်အနှစ်သက်ဆုံးစာအုပ်တွေထဲကတအုပ်ကဂျွန်ကမ်ပစင်ရေးတဲ့ Wherever you go there you are ဆိုတဲ့စာအုပ်ပါ။ တင်သွားလေရမှာတင်ရှိနေမှာပါလို့အတိပ္ပယ်ရတဲ့အဲ့ဒီစာအုပ်ထဲမှာခုလိုရေးပြထားတယ်တင်ပဲနေရမှာပဲနေနေဘယ်သွားသွားပါအဲ့ဒီအတိုင်းဖြစ်နေမှာပါတဲ့ပြီးတော့ခုလိုဆက်ရေးပြပေးထားပါတဲ့ဘယ်ကိစ္စမှမဆိုးအမြဲတမ်းလိုလိုနောက်ကျတတ်သူတယောက်ကို တွေးပူပါသလားသူဟာဘာပဲလှုပ်လှုပ်အမြဲနောက်ကျပြီးမှပြီးတတ်တယ်ပြီးတော့အလုတ်ပြီးဖို့သူ့ကိုအချိန်၁၀မိနစ်ထပ်ပေးကြည့်တယ်ဒါလည်းနောက်ကျတာပဲ မိနစ်20ထပ်ပေးကြည့်လဲနောက်ကြနေမြဲပါဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲအကြောင်းကရှင်းပါတယ်သူ့ကိုနောက်ကျစေတဲ့အကြောင်းရင်းဟာနိုင်မကြည့်မီလို့ဒါမှမဟုတ် လုံးစရာတွေများလွန်းလို့မဟုတ်ဘူးသူ့ရဲ့အတွင်စိတ်ကအကျဉ်းချောင်းပါဘာလို့လုံးပြီးရမယ့်အချိန်ကမှအလုံးကိုစလုံးတက်တဲ့အကျဉ်းချောင်းပါတဲ့အနေနဲ့လေသူ့ကိုကူညီတဲ့အနေနဲ့ပြင်ပအကူအညီတွေပေးနိုင်ပါတယ် သူအမြန်အလုံးမြမြန်ပြီးစေဖို့လိုအပ်တဲ့ပစ္စည်းတွေ ပုံပေးထားတယ်။သူသွားရလာရမြန်အောင် ကားတစီအသင့်ပေးထားတယ်။ဒါပေမဲ့လည်းသူဟာအလုပ်ပြီးဖို့နောက်ကျနေစေနောက်ကျမည်ဖြစ်နေမှာပါ။သူက နောက်ကြရတဲ့အတွက်စင်ကြေမျိုးမျိုးပေးပါလိမ့်မယ်။ဒါပေမဲ့သူညင်းမရတဲ့အချက်က အလုတ်ပီးစီဖို့နောက်ကြတာပါ။ဒီလိုအကျင့်မျိုးတခြားအမှုတွေမှလည်းရှိတတ်ကြတယ်။ အဲ့ဒီအချင်းဟာအတွင်းစိတ်ကဖြစ်နေတာမျိုးပြင်ပအခြေအနေတွေကိုပြောင်းလဲပြီးလဲအကျိုးတရားမှုမရှိပါဘူးဒါဆိုရင်တင်းမှာမကြိုက်တဲ့အချင်းဖြစ်နေရင်ဘယ်လိုကုစားနိုင်မလဲကုစားဖို့အတင်းတော်ဆုံးနေရာကတင်းစိတ်ပဲဖြစ်တဲ့တင်းစိတ်ထဲမှာတွေးနေစဉ်းစားနေတာတွေကိုရက်ပြစ်ဖို့သို့မဟုတ် အပြောင်းလဲလုပ်ပေးဖို့လိုမယ်အချိန်ပေးနှာယူဖို့လိုချင်လိုမယ်တီဗီကြာကြီးထိုင်ကြည့်နေတာကိုလျှော့ချဖို့လိုချင်လိုမယ် အကျိုးရှိစေမယ်စိတ်ငြိမ်အေးမှုရစေမယ်စာအုပ်တွေကိုဖတ်ဖို့လိုချင်လို့မယ်ကမ္မထန်ထိုင်တာဖျားရှိခိုးတာတွေလှုပ်ချင်လဲစိတ်အေးချမ်းမှုရနိုင်တဲ့ဒါမှမဟုတ်ညာခင်ဘက်စောစောအိမ်မယ်မနှက်စောစောထားပြီးတယောက်တည်းတိတ်ဆိတ်တဲ့အခန်းထဲမှာနေဖို့လိုမယ်လူတယောက်ချင်းစီအတွက်အတွင်းစိတ်ကိုပြောင်းလဲပေးမယ်ဤတွေဟာတူညီခြင်းမှာတူညီမယ် ဘာကြောင့်လဲဆိုတော့လူတွေမှာမတူညီကြတဲ့လိုအပ်ချက်တွေရှိနေကြလို့ပါတင်တွေးကြုံနေရတဲ့ပြဿနာရဲ့အရင်ခံအကြောင်းဟာဘဝမှာကြုံတွေ့နေရတဲ့အခြေအနေကြောင့်မဟုတ်ပဲစိတ်ကြောင့်ဖြစ်တယ်ဆိုတာကိုလက်ခံလိုက်ရင်ပြဿနာတွေကိုဖြေရှင်းရမှာအများကြီးအထောက်အကူဖြစ်စေမှာပါ နောက်တစ်ခါစိတ်ထဲမှာပြာများနေတာစိတ်ပြတ်နေတာစိတ်ရှုပ်ထွေးနေတာတွေခံစားနေရရင်ကျင်ပအခြေအနေတွေကို လေ့လာကြည့်လိုက်ပါ မိသားစုအလုံးမိတ်ဆွေတွေလှုပ်ဖော်ကင်ဘတ်တွေအားလုံးသို့မဟုတ်တစ်ခုခုကို အစိတ်အလိုမကြားဖြစ်နေတာတွေတွေ့ရပါမယ်။ကုံကုံပြောရင်အိမ်ငါခွေးကိုတောင် ကြည်မရဖြစ်နေတယ်။ဒီလောက်ဆိုရင် အတွင်စိတ်နဲ့ပြင်ပအခြေအနေဆက်ဆက်မှုကိုသဘောပေါက်ပြီလို့ထင်တယ်။အခုပြောခဲ့တာတွေကိုခြုံငုံကြည့်ရင် ပြင်ပအခြေအနေတွေက အတွင်စိတ်ကို အကျိုးသက်ရောက်စေတယ်လို့အတွင်းစိတ်ကလည်းပြင်ပအခြေအနေတွေအပေါ်အကျိုးသက်ရောက်စေတယ်ဆိုတာကိုတွေ့ရမှာပါ။ဒါကြောင့်ဆောစောကပြောခဲ့တယ်လို့ပဲပြင်ပအခြေအနေကိုထိန်းချုပ်မရနိုင်တာကြောင့်ထိန်းချုပ်လို့ရတဲ့အတွင်းစိတ်ကိုပြောင်းလဲပေးခြင်းဟာအဖြေပါပဲ။အတွေးလှန်လုံးကြီးတွေကိုတတိထားပါလူတွေကအများအတန်းတွေးနေတဲ့ကြတဲ့မိမိရဲ့လို့အတွက်မိသားစုအတွက် ဘဝရှိရေးအတွက်သာသမီတွေရဲ့နှောင်ရည်အိမ်နီးချင်းတွေရဲ့အရေးစတာတွေကို တွေးနေတတ်ကြတဲ့တခါတလေမှဘာမှမတွေးဘူးလို့ထင်မိကြပေမဲ့တကယ်တမ်းမှတခုခုတော့တွေးနေတယ်လူဟာအတွေးနဲ့ဘယ်တော့မှမပြတ်ဘူးဒါပေမဲ့အံ့ဩစရာကောင်းတာက လူတွေဟာသူတို့တွေးနေတယ်ဆိုတာကို သတိမထားမိကြဘူးတွေးတာကို အပြစ်ပြောစရာမရှိဘူးလူဆိုတာလွတ်လွတ်လပ်လပ်တွေးခွင့်ရှိတယ် ဒါပေမဲ့တွေးခြင်းဟာအကျိုးဆက်တစ်ခုဖြစ်ပေါ်လာစေတဲ့အကျိုးဆက်ကခံစားမှုပါစိတ်ဆိုးစေမဲ့အတွေးကိုတွေးလိုက်ရင်ဒေါသထွက်တယ်စိတ်ဆိုးလာတယ်ဝမ်းနဲ့ဆရာအကြောင်းတွေးလိုက်ရင်ဝမ်းနဲ့ကြေကွဲမှုကိုခံစားရတယ်အလောတကြီးဖြစ်နေတယ်လို့တွေးလိုက်ရင်အချိန်မလောက်ဘူးလို့စိတ်ထဲမှာခံစားရတယ်စိတ်တော်ကရောက်ဆရာအကြောင်းတွေးလိုက်ရင်စိတ်ပူပန်တော်ကဖြစ်လာတယ်အဲ့ဒါကိုမယုံဘူးလား မယုံရင်ဒါလေးကိုဆန်လို့ကြည်ပါစိတ်ဆိုးစရာအကြောင်းတစ်စုံတစ်ရာကို လုံးဝမတွေးဘဲစိတ်ဆိုးကြည်လိုက်ပါစိတ်ဆိုးလို့မရဘူးဆိုတာကို တွေးရပါလိမ့်မယ်အတွေးမရှိလို့ခံစားမှုဖြစ်ပေါ်မလာတာပါတကယ်တော့ခံစားမှုအတွေးရဲ့နောက်ွယ်ကအမြဲလိုက်ပါနေတယ်တိုးငယ်လေးဟာမိခင်တိုးမကြီးနောက်ကအမြဲလိုက်နေတယ်လို့ပါပဲ။ ဆောဆောကတွေ့တခုဖြစ်လာရင်ခံစားမှုဖြစ်လာတယ်ဆိုတာကို ရှင်းပြခဲ့ပြီးပြီမိမိမကြိုက်တဲ့ခံစားမှုဖြစ်နေရင်မိမိဘာတွေတွေးနေတယ်ဆိုတာကိုစမ်းစစ်ပြီးအဲ့ဒီအတွေးကိုရက်လိုက်ရင်ခံစားမှုလည်းမဖြစ်ပေါ်လာတော့ပါဘူးဒါကရှင်းပါတယ်ဒါပေမဲ့ရှုပ်ထွေးတာတခုရှိတယ်အဲ့ဒါကို အတွေးလှိုင်းလုံးများကို ခေါ်ပါတယ်ဒါဟာကျွန်တော်ပေးထားတဲ့ကိုပိုင်စလုံးပါ အတွေးလှိုင်းလုံးဆိုတာဒီလိုပါ သင်တခုခုကိုစဉ်းစားလိုက်တယ်ဥပမာဒီနေရာကိုဘယ်သူမှတန့်ရှင်းမလို့ကြဘူးအဲ့ဒီအတွေ့အကြုံဘာမှဒုက္ခမပေးပါဘူးဒါပေမဲ့အဲ့ဒီအတွေ့အကြုံနောက်ဆက်အတွေ့အကြုံကိုဖြစ်ပေါ်လာစေတယ်ဒီလိုအတွေ့အမျိုးတွေပါဒီနေရာကိုအမြဲတမ်းငါပဲတန့်ရှင်းလုပ်နေရတယ်ဒီနေရာကိုငါမုန်းတယ် ငါကူသူတို့ရဲ့ကြုံလို့များအောင်မိနေကြလားမသိဘူးဒီလိုအတွေးတွေဟာလှိုင်းလုံးကြီးတွေလိုပဲဇက်တိုင်းလာနေတယ်ဒီအတွေးတွေကြောင့်တင်းစိတ်ဟာရှုပ်ထွေးလာတယ်စိတ်တူလာတယ်မချီတင်ခဲ့ဝေဒနာ ခံစားရတဲ့ခံပြင်းလာတဲ့ဒါပေမဲ့ဒီခံစားချက်တွေရာအတွေးလိုင်းလုံးတွေကြောင့်ဖြစ်လာတဲ့ဆိုတာကိုတတိမထားမိကြဘူးအဲ့ဒီလိုဖြစ်နေသူဟာအတွေးလိုင်းလုံးတွေထဲမှာဆက်ပြီးနင်းမျောနေတယ် တယောက်ယောက်ကစကားလပ်ပြောမှသို့မဟုတ်တကားကဘဲမြည်တံပေါ်လာမှတယ်လီဖုန်းမြည်တံပေါ်လာမှအတွေးလိုင်းကရှက်သွားတယ်။တခါတလီကြတော့လေတွေးနေသူဟာအတွေးလိုင်းလုံးတွေထဲရောက်နေမှန်းတတိပြူမိလိုက်လို့တွေးနေတာကိုရှက်လိုက်တာမျိုးရှိတယ်။ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲစိတ်ဆင်းရဲစရာ အတွေးတစ်ခုကိုစတွေးလိုက်တယ်ဆိုတာနဲ့ အတွေးလိုင်းလုံးတွေရောက်လာချိန်ထိအရောက်မခံပဲရက်ပြဲလိုက်ပါဒီလိုလှုပ်ခြင်းရဖြစ်အတွေးလိုင်းလုံးတွေကြောင့်ဖြစ်ပေါ်လာစေမဲ့ခံစားမှုတွေပေါ်မလာအောင်တားဆီးပေးနိုင်ပါလိမ့်မယ်ဆော့ဆော့ရက်နိုင်လေအကျိုးဆက်အဖြစ်ပေါ်လာမဲ့ခံစားမှုတွေကိုမြန်မြန်တားဆီးနိုင်မှာဖြစ်တဲ့တင်အတွေးတွေရက်ပြီးချိန်မှာသုံးသက်ကြည့်ပါစိတ်ပူပန်ခြင်းတောကားရောက်ခြင်းစိတ်ဆိုးဒေါသထွက်ခြင်းစားတဲ့ခံစားမှုတွေဖြစ်ပေါ်လာသေးလားလို့ မဖြစ်ပေါ်လာတော့တာကိုတွေးရပါမယ်။အတွေးတစ်ခုကနေအတွေးလိုင်းလုံးတွေမဖြစ်အောင်လုပ်တဲ့နည်းဟာကျွန်တော်ဘဝမှာရောအဲ့ဒီနည်းကိုအသုံးပြုသူတွေရဲ့ဘဝမှာပါဘယ်လောက်အသုံးကျမယ်လို့မပြောတတ်ပါဘူး။သင်ကိုယ်တိုင်လုံးကြီးမှသာဘယ်လောက်အကျိုးရှိတယ်ဆိုတာကိုသိပါလိမ့်မယ်။ဒီနည်းဟာရိုးရှင်းပေမဲ့လှုပ်ဖို့တော့တိတ်မလွယ်ကူလာပါဘူး။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာဘာတွေးနေတယ်ဆိုတာကိုသတိမထားတဲ့အကျင့်ပါနေတာ ကြာပြီမို့ပါမလွယ်ကူဘူးဆိုပေမဲ့လည်းလုံးမရဘူးလို့တော့မဆိုလိုဘူးဘာတွေးနေတယ်ဆိုတာကို သတိထားမိအောင် လေ့ကျင့်ပေးရင်နဲ့ပဲတွေးနေတာကို မတွေးမိအောင် ထိန်ချုပ်တဲ့အလေးချင်းရလာရင်လှုပ်လာနိုင်ပါလိမ့်မယ်တင်အဲ့ဒါကိုလေ့ကျင့်ရင်လည်းအတွေးလိုင်းလုံးကြီးတွေဟာ သင်ထင်ထားထားထက်အများကြီးဖြစ်ပေါ်နေပါလားဆိုတာအံ့ဩဖွယ်တိတာလာပါလိမ့်မယ်ဒီနည်းကိုသုံးချီဖြင့်ရလတ်ဟာအလွန်ကောင်းတယ်အလေးချင်းရလာတာနဲ့အများသင်ဟာတောကကင်ဝေးပြီးစိတ်ချမ်းသာလာပါလိမ့်မယ်သင်ကိုလည်းတည်ငြိမ်စိတ်တည်ငြိမ်သူတရားလို့အများက မြင်လာကြပါမယ်ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခေါမန်းမှာရေးခဲ့စေချင်ပါတယ် ကျမတို့အပ်ပြီးတော့စာချုပ်ပြိတ္တများနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစန္ဒာတွေပြေဝါကြပါစေလို့ဆုတောင်းမြတ်တာပို့သားရင်ဆုံးတိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။